လဘာဝုန်းနဲ့ပဲအပတ်တိုင်းကြံစီနေဆိုတဲ့ပေးလေပြိသက်များအလုံးဝဲမင်္ဂလာပါခရစ်စတယ်ပေးလေပြိသက်တီကတော့လဘာဝုန်းနဲ့ပဲအပတ်တိုင်းကြံစီနေဆိုပြီးဒီဆိုနေကြပါပြီဘာလို့လဲဆိုတော့ community တိုင်းမှာလည်းနိုင်တယ် premier league မှာလည်းနိုင်ကာလာဘောင်ဖလားမှာလည်းနိုင် အရင်တွင်နဲ့မလို့ရှုံးနေပြောရအောင်ကလည်းလဘာဝုကပေးလေကိုဘယ်နေရာမှာမှနိုင်အောင်မကန်နိုင်သေးတာဖြစ်ပါတယ်ဒါကြောင့်လဘာဝုကတော့တော်တော်ကိုရည်စရာကောင်းတဲ့အသင်ဖြစ်နေပြီလို့ပဲပြောရမှာပါဒါပြင်ဒီရာစီ15ပွဲမှာ24ခုထိပေးဖို့ခွင့်ပြုပေးထားရတဲ့လဘာဝုနောက်တန်းကလည်းတော်လီဆူရနေပြီညကပွဲစဉ်မှာဆိုရင်လည်းပေးလေကို3ခုပြည့်နဲ့5ပြည့်ချီပြည့်ရှုံးနေတော့ ခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်လဘဘူးတို့ကတိုက်စစ်ပိုင်းမှာချီစာအန်ဂူမိုဟာမော်ရီဆန်တို့ကိုအုံပြုခဲ့ကွင်းလယ်မှာတော့အန်ဒိုညိုနီမဲလစ်စတာတို့ကိုဖွဲထုတ်လာခဲ့တာပါကန်ဆယ်ပိုင်းမှာတော့ဂိုမက်ရောဘတ်ဆန်ကာကီရန်စီတို့ကိုအုံပြုခဲ့ပြီး၄နှစ်၃နှစ်ပုံစံကင်းကျစ်လာခဲ့တာဖြစ်ပါတယ် တပည့်ဘယ်လီတို့ဘက်မှာတော့တိုက်စစ်ပိုင်းမှာနီကီတီယာပီနိုစားတို့ကဥဆောင်လာခဲ့ပြီးဒုံးလေးနှစ်တစ်ပုံစံရင်ဆိုင်လာခဲ့တာပါ။ပွဲစားမှာတွေကလဘဝူရုကခိုးရဖို့ပြားပေးတိုက်စစ်ဆင်နေခဲ့ပေမဲ့တကယ်တမ်းခိုးရသွားခဲ့တာကဘယ်လီတို့ဖြစ်နေခဲ့တာပါ။ဘယ်လီတို့အတွက်ဥဆောင်ကူကတော့50မိနစ်မှာနေမဲ့စားကသူ့ကိုပေးသွားခဲ့တာဖြစ်ပြီး3မိနစ်ကြာမှလည်းစားကနာရကိုတက်မဲ့သူ့ကိုသွားခဲ့တာကြောင့်လဘဝူရုပထမပိုင်းမှာတဲ့နဂိုပြတိကိုဥဆောင်ချင်းခိုင်ခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့လဘဝူရုလူစီရင်ပြောင်းလဲပြုလုပ်လာခဲ့ပြီးချက်ပါခိုးရဖို့ကြိုးစားလာခဲ့ပေမဲ့ပွဲချိန်89မိနစ်အရောက်မှာတော့နာလိုနီကက်ပြတ်တော့ခိုင်ခဲ့ရတာကြောင့် 62ယောက်ဖြစ်သွားခဲ့ရတာပါအဲ့နောက်တော့ပွဲကပဲလီလူရဲ့ပွဲဖြစ်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပြီး88မိနစ်မှာပီနိုကသုံးဖို့မြောက်သုံးဖို့ကိုသွေးယူသွားခဲ့ကအန်ပီးမှ၉ပြည့်နိုင်ွယ်ပေါ်ဆောင်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနိုင်ွယ်ကြောင့်ပဲလီလူကတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပြီးလဘာဘူးလူကတော့ကာလာဘွန်ဖလပ်တန်ဘွန်ကနေထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်